င်ရွံ့မြင့်တန်ကြားပြည်သူများရှင်အမရပူရမဟာကနာယုံဆရာတော်ဘုရားကြီးအရှင်စနကဘိဝင်သားရဲ့တဘောဝသာသနာနဲ့မိုးကုဆရာတော်ဘုရားကြီးအရှင်ဝိမလရုရဲ့တဘောဝသာသနာကျမ်းစာအုပ်များကိုရေးသားပြုစုတော်မူခဲ့တဲ့သာသနာတစ္ဆတိတိပဝရဓမ္မစရိယအကမဟာကမထာနာစရိယရန်ကုန်တိုင်းပထမအကြိမ်နဲ့ဒုတိယအကြိမ်တိုင်းတန်ကဝန်ဆောင်မိုးကုပြည်ထနာအဖွဲ့ချုပ်နိုင်ရကနဲ့ တန်ခါတက္ကသိုလ်ကျောင်းနိုင်နာယကဆရာတော်ဗဒနာဂောတိတဟာ1368ခုနှစ်တပူရဲလာပြီကျော်6ရက်2009ခုနှစ်ဖေဖော်ဝါရီလ9ရက်ဗုဒ္ဓဟူးနေ့နံနက်9:20မှာဘဝနဲ့ထံပြန်လည်တော်မူသွားခဲ့ပြီဖြစ်ပါတယ်ရှင်။ ဆရာတော်ဘုရားကြီးဟာကပ္ပဤရေကူးရဲ့တန်ခတ်တက္ကသိုလ်ကျောင်းတိုင်မှာတည်င်းသုံးတော်မူနေစဉ်မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုမုခုဆရာတော်ကြီးဟောကြားတဲ့ဤစဉ်တိုင်းကိုရတိုင်းဉာဏ်အားထုတ်တော်မူုံမျှမကတရားစခန်းများဖွင့်လက်ခါယောဂီများကိုလည်းတရားညွှန်ပြခဲ့ပါသည်တဘောတာလုံးသာသနာတော်ရဲမှာနှိမ့်ုပ်ထားခဲ့တဲ့ဆရာတော်ဟာမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တွေကိုညွှန်ပြရမှာအဟောပြောကြည့်တာမဟုတ်ဝိပဿနာဉာဏ် mấy nhà phụ nhà giá sĩ này ở lấy bàn ngô miếng mỏ phụ này đi thì lấy tuổi trên nhà ở thổ yên lỗ kỳ ta rồi vậy chú cô sau này bị rồi mình kể bà đấy xin mà nà cha lấy tuổi mà anh nà cha nà cha kia họ rồi mình bà đi về ở đó à cô già với bà ta nà già lấy cái trái vị Vajat, Lajat, Nidhanjat. အကိုရာတရားမဲ့မနေလိုက်ကြပါနဲ့လို့ဇူလူပါတဲ့မှန်ပါဗျာဒီဘုရားရှင်ကိုတော်မြတ်ကြီးကအဲ့ဒီလိုမိမာတော်မူတဲ့အတိုင်းဘုန်းကြီးတို့ယေရှုတော်ရှင်ဧကမပါဏိတာမှုရှားတော်ဘုရားကြီးကလည်းဒီတိုင်းပဲမိမ့်ပါတယ်မှန်ပါဗျာအင်းအမြဲ တယ်အချင်းနေဟာကုန်းကုန်နေတယ်အချင်းနေဟာတို့တို့နဲ့နဲ့လာတယ်စွတာကိုမေနတတိပေးပါတယ်နတ်ဗျံငါနဲ့နောက်ဘဝတောင်မတူဘူးနောက်ဘဝအမတန်နီးတယ်မှန်ပါပါ နှစ်ပံဆိုတဲ့ဥစ္စာအတိချိန်ကနေပြီးတော့တရွေ့တရွေ့နဲ့အချိန်နေကြနောက်နောက်နေ့အာယုန်တမနှစ်ပြင်ကမုလာနှုတ်ဘွားဆိုတာကတော့ခဏကလေးပြောင်းနိုင်တယ်နော်ပြောင်းနိုင်တယ်ပါဘုရားအေးအဲ့ဒါကိုနှစ်ပံဆိုတာ တနေ့တာသည်ဒီကာလနောက်မြင့်မောင်ရောက်၍နှောင်းနဲ့နာနဲ့အာယုန်နဲ့မှဆက်ဆက်ရောက်လာဖြီးကြ၏သုဒ္ဓမှာနိဗ္ဗာန်သုဒ္ဓနိဗ္ဗာန်သုဒ္ဓတနေ့တာသည်တနေ့တာသည်ဒီကာလနောက်ဒီကာလ မြင့်မောင်မြောက်၍မြင့်မောင်မြောက်၍နောက်နေ့နဲ့မောင်နေ့နဲ့အာယုန်တက်မှာအာယုန်တက်မှာဆက်ဆက်ရောက်လာဆက်ဆက်ရောက်လာခရီးရာဤခရီးရာဤတို့ပါတော်လဲတို့ပါတော်လဲမသေးွယ်သည့်မသေးွယ်သည့်ယောင်မြဒါနာမ နှုတ်ဘဝကဘဝကခဏခยีခဏခยีရုပ်ဖို့နေသည်ရုပ်ဖို့နေသည်ပြီးပြီးတော့လက်ပြီးပြီးတော့လက်မဇ္ဈမီမဇ္ဈမီသံပြီးတော့လက်သံပြီးတော့လက်မကွေးမီမကွေးမီမဝေးလာပါပြီတကားမဝေးလာ ကွေပြီးတော့လက်မကြမီဇံပြီးတော့လက်မကွေမီအဲ့လောက်ဒီအောင်မြန်နေအင်းတကြောင်တတိပိဒါပဲအေးကွေပြီးတော့လက်မကြမီဇံပြီးတော့လက်မကွေမီမဝေးလာပါပြီတကားဟုတ်လားမှန်ပါပါဟုတ်ပါတယ်အဲ့ဒါလို့မြန်လို့လို့မလို့ ပတိဒါသမဒီလိုမေးပါလေဟုတ်ပါတယ်ဘုန်းကြီးတို့မေးတယ်တည်ခြင်းသဘောတရားပြောတာကိုပဲမကြိုက်ဘူးလာမပြောတဲ့နဲ့သီစကားဒီအဲနမေးမရှိနမမရှိဒီလိုပြောတာမလားမယ်လေးပြောပြီမယ်လို့ အမြဲတည်နေတယ်မှန်ပါပါမင်းနဲ့မလက်ကမလမြဲတမ်းတည်းကြတည်နေတာမှန်ပါပါဤတည်နေတာကိုဘုန်းကြီးတို့တတိဌာသမာတတိရှိကြသမာ ဆရာတော်ဖျားကြီးဟာသာသနာတော်တန်ရှင်းတည်တံ့ပြန့်ပွားရေးတွေပရိယတ်တိပရိပတ်တိအလုပ်တွေကိုကျူးစာအထုတ်ခဲ့ပြီးသာသနာပြုလုပ်ငန်းများကိုလက်တွေ့ဆောင်ရွက်တော်မူနေစေချိန်မှာပဲဘဝနဲ့ထံပြန်လွန်တော်မူခဲ့ပါသည်ဆရာတော်ကြီးပြန်လွန်တော်မူတဲ့တင်းကြောင်မြမပြည်တဝမ်းမှယဟန်ရှင်သူဖြစ်တဲ့များဟာနှလုံးစိတ်ဝမ်းညှိုးနှွမ်းလျက်နှမျိုးတတယူကျုံမြတ်ဖြစ်ခဲ့ကြရပါသည် ဆရာတော်ဖျားကြီးရဲ့ယုတ်ကလတ်တော်ကိုအပူဇော်ခံထားရှိရာတန်ခတ်တကသူကျောင်းဝင်းတွင်မှလည်းလာရောက်ဖူးမြော်ပူဇော်သူအိပ်ဖြစ်တဲ့များနဲ့ပြည့်ချက်လို့နေခဲ့ပါတယ်။ ြီးရဲ့ရုပ်ကလတ်တော်ကိုတန်ခတ်တက္ကသိုလ်ကျောင်းဝင်းတွင်မှခုနှစ်ရက်တိုင်တိုင်အပူဇော်ခံထားရှိစဉ်အတွင်အန်နီမဇာပနတာရုကိလနပူဇာသဘင်အကျိုးဓမ္မပူဇော်ဝဲဖြင့်ညစဉ်တရားတော်များဟောကြားတော်မူခဲ့ကြပါသည်။ ဖျားကြီးရဲ့ဥရုဇရုပ်ကလတ်တော်ကို1368ခုနှစ်တဘူရဲလာပြည်ကျော်စနစ်ရဲ့2009ခုနှစ်ဖေဖော်ဝါရီလ23ရက်အင်္ဂါနေ့မွန်းလွဲတနားရီမှာအန်နီမာဇာပနတာရုကိလနာပူဇာသခင်အခမ်းအနားကျင်းပပြုလုပ်ပြီးရေဝေးတုတ်တန်းတို့ပင်ဆောင်ကအန်နီမာအခိဇာပနပြုလုပ်ဘူးဆိုနေရန်အတွက်နိုင်ငံတော်တန်ခါမဟာနယကအဖွဲ့မိုးကုတ်ဝိပဒနာအဖွဲ့ချုပ်နဲ့တန်ခါတက္ကသိုလ်တို့မှတက်ဆိုင်ရာတာဝန်ရှိသူများစီဝေးညှိနှိုင်းတိုင်ပင်ခဲ့ကြပါသည် အဲ့ဒီနောက်1368ခုနှစ်ဒီဘိုရဲလာပြည်ကျော်12ရက်2009ခုနှစ်ဖေဖော်ဝါရီလ13ရက်အင်္ဂါနေ့မွန်လွဲတနားရီချိန်မှာတော့အန်နီမဇာပနာတာရုကိလနာပူဇာသမင် အခမ်းအနားစတင်ကျင်းပခဲ့ပါတယ်ရှင်။ ားကြတဲ့တန်ခါတော်အရှင်သူမြတ်များလူပုဂ္ဂိုလ်ဒိုက်ကာဒိုက်ကာမများကနမောတတသုံးညင်ရေဆိုဖျားကြော်ပြီးအခမ်းအနားစတင်ဖွင့်လှစ်ပါသည်။ပြီးဤကများဟာနိုင်ငံတော်တန်ခါမဟာနိုင်ကဥက္ကဋ္ဌအဘိဓိသမဟာရထဂုရုအဘိဓိသအကမဟာတရမဇောတိက မကွေးစီရတော်ဖျားကြီးထံမှ၅ပါးသီလခံယူကြပါလိမ့်ရှင်။သမောတတဘဂဝါတောရထတောသမောသံသုံးကြသော တိလခံယူပြီးတဲ့နောက်အနိမသာပနသာရုကိလနပူဇာသဘင်ကိုချွတ်ရောက်တော်မူလာကြတဲ့ဆရာတော်တန်ဃာတော်များမှမေတ္တာတုပ်ပြီးတရားတော်များရွတ်ဖတ်တရေစေကြပါလိမ့်ရှင်။ ေတာတုတ်ပြီးတရားတော်ရွတ်ဖတ်တရေစေပြီးတဲ့နောက်ဒိုင်ကာဒိုင်ကာမများက လူဝဲဝတ္ထုဖြစ်စီများဆက်ကပ်လှူဒန်းကြပါတယ်။အဲ့ဒီနောက်လှူဒန်းမှုအစုစုတွေရေးဆက်သွင်းချအမျှပေးဝေခဲ့ကြပါတယ်ရှင်။ဘုရားသာဟတိကမြောက်အောင်ဝမ်းမြောက်ဝမ်းသာလူဝမ်းမြောက် ောတိတအရှင်သူမြတ်ရဲ့အန်နိမဇာပနတာရုကိလိနပူဇာသဖြင့်ဒုတိယပိုင်းအစည်းအဝေးဖြင့်အခမ်းအနားမှုဖြင့်ဆောင်ရွက်တဲ့သာသနာရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်ဦးမင်းကြီးမှဂါထာတော်ရွတ်ဖတ်ပြီးကနက်ကတန်ထီတော်ကိုဖွင့်လှစ်ပေးပါတယ်ရှင်။ကနက်ကတန်ထီတော်ဖွင့်လှစ်ပြီးတဲ့နောက်ဆရာတော်ဗန္ဒနာဂောတိတအရှင်သူမြတ်ရဲ့တပည့်ရင်းတူဖြစ်တော်မူတဲ့ဆရာတော်ဗန္ဒနာအိန္ဒကမှထေရဂုံကြီးဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပါတယ်။ ထေရဂုံရင်ဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပြီးတဲ့နောက်သာသနာ့ရေးဦးစီးဌာနအကြံပေးပုဂ္ဂိုလ်ဆရာဦးမင်းကြီးကဆရာတော်ရဲ့ထေရုပတိကထာကိုဖတ်ကြားပူဇော်ပါတယ်ရှင်။အဲဒီနောက်ဘုကုပ္ပတနာအဖွဲ့ချုပ်ရဲ့ရှောက်ထားလွှာကိုအဖွဲ့ချုပ်ဥက္ကဋ္ဌမှရှောက်ထားပူဇော်ပါတယ်။အောင်မြဝတီကျောင်းဆရာတော်ဗဒနာဥတ္တမကအစ္စယောမန်ဘန်းဒီအစချီတောင်းမန်လွှာကိုတိုင်ကြားပေးပြီးတပည့်ဒိုင်ကာဒိုင်ကာမများကလိုက်စိုးတောင်းမန်ကြတော့ကြပါတယ်။ မကွေးမြို့အောင်စရာကျောင်းနှိုင်းမှဗရဏအင်တကကကတော့ဝင်းချတောင်းမှန်လွားကိုဖတ်ကြားပူဇော်ပါတယ်ရှင်။တန်ခတ်တက္ကသိုလ်ကျောင်းနှိုင်းတွင်ပူဇော်သဖြင့်အခမ်းအနားအစီအစဉ်များကျင်းပပြီးတဲ့နောက်ယုကလတ်တော်ဖိတ်ဆောင်တဲ့အခမ်းအနားဆက်လက်ကျင်းပပါတယ်။သာသနာအလံတော်ကြီးစီပန်းဖလာပန်းခွေဆရာတော်ဓပ်ပုံကနက်ကဒန်းထင်းနေယုကလက်တော်တို့ကို အစဉ်တိုင်းပင့်ဆောင်ရပါသည် ဆရာတော်ဘုရားကြီးရဲ့ယုတ်ကလတ်တော်ကိုတန်ခတ်တက္ကသိုလ်ကျောင်းဝင်းနဲ့မှကျောင်းဘဝထိတပည့်ဆရာတော်တန်ခတ်တော်များမှပင့်ဆောင်ကြပါသည်ဆရာတော်ရဲ့ဆွေတော်မျိုးတော်များကတော့ယုတ်ကလတ်တော်ကိုကျောင်းဘဝမှမိထားတန်လန်းထိပင့်ဆောင်ကြပါသည်တပည့်ဒိုက်ကာဒိုက်ကာမများကတော့မိထားတန်လန်းမှမဟုတ်ထိတ်ထိပင့်ဆောင်ကြပါသည်ရှင်အဲ့ဒီနောက်မုတ်ဦးမှရေဝေးတုတ်တန်းသို့မော်တော်ယာဉ်များနဲ့ပို့ဆောင်ပါတယ်။ရှေ့ဆုံးမှလှုံ့ဆော်ရေးရင် ပန်းခွေကားတိလရှင်များမော်တော်ယင်ဝိသိန်းမော်တော်ယင်ပင်တန်းကားများမော်တော်ယင်ရုတ်ကလတ်တော်ကားဆွေတော်မျိုးတော်များမော်တော်ယင် လိုက်ပါပို့ဆောင်မဲ့တပည့်ဒိုင်ကာဒိုင်ကာမများမော်တော်ယင်တို့အစဉ်လိုက်လိုက်ပါပို့ဆောင်ကြပါရဲ့ရှင် ်တန်းသို့ရောက်ရှိတဲ့အခါနာယီကူညီမှုအတင်းမှဘူကျော်သူထက်မှဆရာတော်ရဲ့ရုပ်ကလတ်တော်ကိုတန်ဃာတော်များကလွှဲပြောင်းယူပြီးယာယီဆန်းချောင်းထိလက်ဆင့်ကမ်းပင့်ဆောင်ခဲ့ကြပါသည်။ယာယီဆန်းချောင်းတွင်မှတန်ဃာတော်များကတရားတော်များ၊တန်ဝေကတရားဓမ္မများရွတ်ဖတ်ပူဇော်ကြပါသည်။အရှင်သာပြီးတော့အကျောင်းကြပါ။အရှင်သိတယ်လို့ပြောလိုက်ပါ။စေတနာစေတနာတရားပြောပြောမယ်။

ောက်ရုတ်ကလက်တော်ကိုမီးပူစုံမဲ့အုတ်ပလင်းမားထားရှိပြီးအမွှေးနေသားများပက်ဖြန်းကအန်နီမအဲ့ခီဇာပနာဖြစ်မီးပူစောခဲ့ကြပါတယ်ရှင်။ Música ်ရှင်ဂေါတိတရဲ့ယုကလတ်တော်ကိုအန်တိမဇာပနာဖြင့်မိပူဇော်ပြီးတဲ့နောက်မိမခပဲကျွင်းချံရိုက်ခဲ့တဲ့အသွေးတော်အသားတော်အယူတော်များကိုဆရာတော်ကြီးတည်င်းသုံးတော်မူခဲ့ရာတန်ခတ်တကသူကျောင်းနေမှာအပူဇော်ခံထားရှိခဲ့ပါသည်။ယနေ့ရဝေးမှဆရာတော်ကြီးရဲ့တပည့်ဒိုက်ကာဒိုက်ကာမများကလာရောက်ပူဇော်ဖူးမြော်ကြပါတယ်ရှင်။ ရာတော်ကြီးရဲ့ယုကလက်တော်ကိုမိပူဇော်ရမှရရှိတဲ့အယိုးပြများကိုတော့ရန်ကုန်မြစ်တွင် ရေးချပူဇော်ခဲ့ပါလေရှင်။ဆရာတော်ကြီးမွေးဖွားရာဇာတိမြေဖြစ်တဲ့တောင်နှင်းကြီးမြို့ဖုန်ကြီးရွာမှာတော့အယိုးဇေဒီတည်ထားမှာဖြစ်ပြီးမိမခပဲကျွင်းချင်ရစ်တဲ့အသွေးတော်အသားတော်အယိုးတော်များကိုတော့မိုးကုတ်ဝိပဿနာဖွဲ့ချုပ်မှာအပူဇော်ခံထားရှိမှာဖြစ်ပါလေရှင်။ ဆရာတော်အရှင်ဂေါတိတဟာတဘောခန္ဓာခြုံငင်းခဲ့ပြီဖြစ်ပေမဲ့ဆရာတော်ကြီးရဲ့သီလကုံသမာဓိကုံပညာကုံများကတော့ထာဝရရှင်ရဲ့နဲ့တင်းပြတ်မှုန်းထုံနေမှသာ ဖြစ်ပါတော့တယ်ရှင်။